မင်္ဂလာပါရှင်ဒီဘက်ကနှွေးဆက်လာပြီဆိုတော့ဖြုတ်ကကြောက်ကြောဖြော်ရီလုံးကြီးလေးပြန်လဲမျှဝေပေးချင်ပါရဲ့ရှင်တောက်လိုက်တာနဲ့ချိုချိုအေးအေးလေးနဲ့အရန်တောက်လို့ကောင်းတယ်ဖြော်ရီလုံးကြီးလေးကိုချိုးနဲ့အတူကြည့်ရှုလိုက်စို့နော်ကြောက်ကြောဖြော်ရည်လေးလှုပ်တော့ဖို့ပံဝင်ပစ္စည်းတွေကတော့အုံဒီ၊တာကူစီ၊ဖေမွား၊တကြားနဲ့ကြောက်ကြောမုံလို့လိုရပါရဲ့ရှင်။ ရင်ဆုံးပင်မွားလေးတွေကိုပွလာအောင်အတွက်ရင်ဆိုင်လိုက်ပါရနော်ဒါကတော့ကြောက်ကြောလို့ဖို့အတွက်အုံဒီနုနုလေးတွေဖြစ်ပါရဲ့ရှင်။အုံဒီနုနုလေးတွေကိုအရှင်လေးတွေထိထည့်လိုက်ပါရဲ့နော်။ကြောက်ကြောစာချူပါမယ်ရှင်။ဂျုံးမဲ့အိုးရဲကိုရေစံချိန်ခွက်နှစ်ခွက်သာထည့်လိုက်ပါရဲ့နော်။

နည်းနည်းလေးပြစ်လာပြီဆိုရင်တော့ကြောက်ကြောက်ကြိုထားတဲ့ထဲကိုပင်ပွားနဲ့စီးထားတဲ့အုံဒီလူမှုလေးတွေကိုထည့်ချိုပေးထားပါရဲ့နော်မင်းညလောက်ကြိုးပေးပြီးရေနော်အေးခံမဲ့ဖန်းတဲ့ကိုထည့်ပြီးကြောက်ကြောက်ခဲတဲ့အချီအေးခံထားပြီးပါရဲ့ရှင် ဒါကတော့ကြောက်ကြောဖြော်ရည်တဲ့ကိုထက်တတ်ဖို့အတွက်တာကူကျိုးနေတာဖြစ်ပါရဲ့ရှင်။ပါကူစိတ်စမ်းချိန်ကွက်တစ်ခွက်စာကိုအစိမ်းရောင်ဖူကာလာလေးထည့်ပြီးတော့ချိုးပြီးထားတာဖြစ်ပါရဲ့နော်။စမ်းမီငက်လောက်ချိုးပေးပြီးရင်တော့တာကူစိမ်းရောင်လေးရသွားပါပြီရှင်။ဒါလေးကတော့အေးအေးခံထားတဲ့ Only ပင်မွားကြောက်ကြောဖန်လေးဖြစ်ပါရဲ့နော်။ခဲမခဲကိုစမ်းကြည့်ပါရဲ့ရှင်။ခဲခဲမာမာလေးဖြစ်သွားပြီဆိုရင်တော့ကြောက်ကြောဖြော်ရည်လေးဖြော်တော့ဖို့အတွက်အတုံးကြီးကြီးလေးတွေပြည့်ပြည့်ပြင်ဆင်လိုက်ပါရဲ့နော်။ တော့ကိုအတုံးလေးလည်းလိပြီးပြီဆိုရင်တော့အေးအေးစားပြောပါမယ်ရှင်။တက်မဥဆုံးလှိထားတဲ့ပင်ပွဲကြောက်ကြောလေးတွေကိုထည့်လိုက်ပါရနော်။ပြီးရင်တော့တာကူအစိမ်းအောင်ချိုထားတာလေးထည့်လိုက်ပါရရှင်။ဒါကတော့မချာနဲ့အုံးလို့ဖြောထားတာလေးထည့်နေရဖြစ်ပါရနော်။အချိုရတာကတော့မချာနဲ့အုံးလို့ဖြောတော့ငါထည့်ထားတာဖြစ်လို့ထပ်မထည့်တော့ပါဘူးရှင်။ ဒီဖြော်ရည်လေးကလူရောက်ပြီဆိုရင်ကျို့လို့အမြဲဖြော်တောင်းနေကြအုံးဒီပင်ပွားကြောက်ကြောဖြော်ရည်လေးပဲဖြစ်ပါရဲ့နော်ရေခဲတုံးလေးတွေထည့်ပြီးကြောက်ကြောဖြော်ရည်အေးလေးကိုတောက်လိုက်ပါအောင်မယ်ရှင်ရုပ်တော့ရတာလည်းလွယ်ကူပြီးတောက်လို့အရန်ကောင်းတဲ့ကြောက်ကြောဖြော်ရည်လေးကိုအိမ်မှာလုံးတောက်ကြည့်လိုက်ပါအောင်ရှင်ဝီယာဒီနဲ့အလိုက်ဖက်ဆုံးကြောက်ကြောဖြော်ရည်ဗီဒီယိုလေးကိုသဘောကျမယ်လို့ယုံကြည်ပါရဲ့ရှင်ကျို့လို့ရဲ့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်နော်